အားလုံးမင်းမင်လာပါနော်ဒီဗီဒီယိုလေးမှာတော့မင်းမင်ကဒီခေါင်းပတ်ထိုးနီးလေးကိုထိုးပြပေးပါမယ်နော်သုံးနှားနဲ့ရှီရတော့မီကော်တွန်ဖိုးပလိုင်းကိုပဲသုံးနှားနေနော် SI 2မီတာကိုသုံးပြီးတော့ထိုးပါမယ်နော်ဒါဆိုရင်ဒီခေါင်းပတ်လေးကိုစပြီးထိုးပြပါမယ်နော်အရင်ဦးဆုံးရှီဖြူရောင်လေးနဲ့ဖုန်မီငါကထိုးပါမယ်နော်ဒီ2 3 4 5နော် ဖုန်မီ9ခါထိုးပြီးတော့အမှန်9ခါရေးမယ်နော်အမှန်9ခါရေးပြီးဒီဖုန်မီ9ချက်ရဲ့နောက်ဆုံးဘောက်ကနေ2ရစ်တင်တိုင်းထိုးပါမယ်နော်နော်ဒါမျိုးလေးပြီးရင်ဖုန်မီ9ခါထပ်ထိုးနော်အမှန်9ခါရင်မယ်ဒီမှာလည်းဒီဖုန်မီ9ချက်မြောက်ရဲ့ဖုန်မီ9ချက်ရဲ့နောက်ဆုံးပေါက်ကလေးကနေနေရစ်တင်နိုင်လေးထိုးပါမယ်နော် โอเคဒါမျိုးလေးဒါဆိုရင်ဒီမှာနှစ်ခູ່ရပြီเนาะဒီလိုတွင်လေးတွေနှစ်ခູ່ရပါမယ်เนาะဒီလိုမျိုးဖွင့်မီ9ကျဲနေတင်နိုင်လေးတွေထိုးထိုးပါမယ်เนาะဒါမျိုးစုစုပေါင်း73ခູ່ရအောင်ထိုးလာပါမယ်เนาะဒီမှာမင်းမင်းထိုးလာတာ73ခုရပြီเนาะဒီလိုမျိုး73ခုရပြီဆိုရင်နောက်တစ်ဆင့်ကိုတက်မယ်เนาะနောက်တစ်ဆင့်ကိုတက်ဖို့အတွက်အဖုံမီတက်ခါထိုးမယ်เนาะဖုံမီတက်ခါထိုးပြီးတော့ဒီနေရာမှာဒီမှာဒီအပေါက်ထဲမှာပဲเนาะဒီပထမဆုံးပေါက်ထဲမှာပဲတိုင်ရှိ တထိုင်ထုတ်ပါမယ်နော်ဒါမျိုးပြီးရင်ဖို့မီ3ခါနော်ဖို့မီ3ခါထုတ်ပြီးဒီတိုင်းရှည်ရဲ့အထိတ်ကနေအက်ကိုကန့်လန့်နေထည့်ပြီးတော့ချက်ကော်လေးနဲ့ခြေလိုက်မယ်နော်ဒါမျိုးလေးပြင်ဖုန်မီတခါဖုန်မီတခါထိုးပြီးဒီပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိတိုင်ထိုးမယ်เนาะပြင်ဖုန်မီ ဖုန်တုံးကထိုးပြီးဒီတိုင်းရှိရဲ့ထိတ်ကနေကန့်နန်လေးထည့်ပြီးတော့ရှက်ကော်လေးနဲ့ရှိလိုက်မယ်နော်ဒီလိုမျိုးပြီးရင်ဖုန်မီတစ်ခါဒီပောက်ထဲမှာပဲတိုင်ရှိနောက်တစ်တိုင်ထပ်ထိုးပြီးရင်ဖုန်မီသုံးပြီးရင်ဒီအထိတ်လေးမှာကန့်နန်လေးထည့်ပြီးတော့ရှက်ကော်လေးနဲ့ရှိလိုက်မယ်နော်ဒီလိုမျိုးလေး ီမှာနွေမင်းထိုးတာတိုင်ရှိ၃တိုင်ရပြီเนาะဒီအပေါက်ထဲမှာပဲစုစုပေါင်းတိုင်ရှိ၄တိုင်ရအောင်ထိုးမယ်เนาะပွင့်မီတက်ခါတခြားမင်းပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှိနောက်ထပ်တိုင်ထိုးမယ်เนาะပြီးရင်ဒီထိတ်လေးကနေအက်ကိုကန့်လှန်နေထည့်ပြီးတော့ရှက်ကော်လေးနဲ့ရှေးလိုက်မယ်เนาะဒါဆိုရင်ဒီပါဒီပေါက်ထဲမှာတိုင်ရှိ၄တိုင်ရပြီเนาะတိုင်ရှိ၄တိုင်ရပြီဆိုရင်ဖို့မီတစ်ခါထိုးဖို့မီတစ်ခါထိုးပြီးဒီနောက်တကွင်းမှာเนาะ ဒီနောက်တစ်ပေါက်မှာနိုင်တူလေးနဲ့ခြေလိုက်ပါမယ်เนาะဒါမျိုးလေးပြီးရင်ဖုံးမိတစ်ခါထိုးဖုံးမိတစ်ခါထိုးပြီးနောက်တစ်ကွင်းမှာလည်းတိုင်ရှီလေးတိုင်ကိုစောနာမိမိထိုးပြတယ်လို့မျိုးပဲထိုးသွားပါမယ်เนาะတိုင်ရှီတိုင်ရပြီဆိုရင်ဖုံးမိတုံးကပြီးရင်ဒီထိတ်လေးမှာအကူကန့်နန့်နေထည့်ပြီးတော့ချက်ကော်လေးနဲ့ချိန်မယ်ပြီးရင်ဖုံးမိတစ်ခါဒီပေါက်ထဲမှာပဲတိုင်ရှီတတိုင်း ွန်မီတုံးပြီးရင်အထိတ်လေးမှာအကူကန်းလန်လေးထည့်ပြီးတော့ချက်ကော်လေးနဲ့ချိန်မယ်เนาะပြီးရင်ဖွန်မီတစ်ခါပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှိတတိုင်းဖွန်မီတုံးပြီးရင်ဒီထိတ်လေးမှာကန်းလန်လေးထည့်ပြီးတော့ချက်ကော်လေးနဲ့ချိန်မယ်ဖွန်မီတစ်ခါပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှိတတိုင်း ဖွင့်ပြီးတော့ပြီးရင်အထိတ်လေးမှာအက်ကိုကန့်လန်လေးထည့်ပြီးတော့ချက်ကော်လေးနဲ့ရှေးလိုက်။ဟောဒါမျိုးဒီလိုမျိုးတိုင်ရှီလေးတိုင်ရပြီဆိုရင်ဖွင့်ပြီးတစ်ခါထိုးမယ်။ဖွင့်ပြီးတစ်ခါထိုးပြီးဒီမှာနောက်တစ်ပေါက်နော်ဒီနောက်တစ်ပေါက်မှာ တိုင်တူလေးနဲ့ရှေးမယ်နော်။နော်ဒီလိုမျိုးအပွင့်လေးတွေ9 9ရှိရပါမယ်နော်။နောက်ဆုံးဒီထိုးလာပါမယ်နော်။ဒီမှာမေမေထိုးလာတာနောက်ဆုံးထိရောက်ပြီเนาะဒီမှာခုနှစ်ခုကွက်တီရပါတယ်เนาะ ပြီးရင်နောက်ဆုံးဒီနေရာလေးမှာထိုးပြီးပြီဆိုရင်เนาะတိုင်ချီလေးတိုင်ထိုးပြီးပြီဆိုရင်ဖုံးမိတစ်ခါထိုးမယ်เนาะဖုံးမိတစ်ခါထိုးပြီးဒီပေါက်ထဲမှာပဲချက်ကော်လေးနဲ့ရှေးလိုက်မယ်เนาะဒီလိုမျိုးပြီးရင်ဖုံးမိတစ်ခါထိုးပြီးတော့ဒီဘက်မှာထိုးတို့လိုမျိုးပဲเนาะတိုင်ချီလေးတိုင်ကိုဒီလိုမျိုးလေးညက်နှရှင်းနိုင်ကြရင်းနေရာလေးတွေမှာထိုးသွားမယ်เนาะအဆုံးထိရအောင်เนาะဒီမှာထိုးခဲ့တဲ့လိုမျိုးပဲထိုးမယ်เนาะ တိုင်ချီလေးတိုင်ထိုးထားတဲ့နေရာမှာဆိုတိုင်ချီလေးတိုင်ပြီးရင်နောက်တစ်ခွင်းမှာတိုင်တူနဲ့ချိန်ထားတဲ့နေရာဆိုရင်တိုင်တူနဲ့ချိန်ထားတဲ့နေရာလေးပပတ်လေးထိုးလာပါမယ်နော်မိမင်းနောက်ဆုံးဒီထိုးလာတယ်နော်နောက်ဆုံးဒီထိုးလာပြီးပြီဆိုရင်ဒီမှာနောက်ဆုံးမှာဖုန်မီတစ်ချက်ထိုးပြီးတော့ဒီပောက်ထဲမှာပဲချောက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ပြီးရင်ဖုန်မီတစ်ချက်တက်ပြီးတော့ရှီစားလေးကိုဖြတ်လိုက်မယ်နော် โอเคပြီးရင်ဒီကြိုးတာလေးကို detail လေးတွေမှာတည်တည်ချာချာလေးတင်လိုက်ပါเนาะโอเคပြီးရင်ဒီနေရာမှာကြိုးလေးကိုထိုးပါမယ်เนาะဟုတ်ကြတော့ဒီရီစိန်ရောင်လေးနဲ့ထိုးပါမယ်เนาะအရင်ဆုံးဖွင့်မီလေး6ခါထိုးပါမယ်ဒီ1 2 3 4 5 6เนาะလူမျိုးဖွင့်မီ6ခါထိုးပြီးဒီဒုတိယမြောက်ဖွင့်မီပေါက်ကနေတိုင်တူလေးတတိုင်ထိုးမယ် ပြီးရင်နောက်တစ်ပေါက်မှာတိုင်လန်နော်တိုင်လက်တိုင်ထိုးပြီးနောက်တစ်ပေါက်မှာကြတော့တိုင်ရီတိုင်ထိုးမယ်နော်တိုင်ရီတိုင်ထိုးပြီးတိုင်လက်တိုင်ပြန်လာမယ်တိုင်လက်တိုင်ထိုးပြီးနောက်ဆုံးမှာကြတော့တိုင်တူเนาะ လူမျိုးတိုင်းတို့တိုင်းထိုးပြီးဖွင့်မိတခါထိုးမယ်ပြီးရင်ဒီတိုင်းတို့ရဲ့အထိတ်လေးမှာကန့်နံနေထဲပြီးတော့ချက်ကော်လေးနဲ့ရှေးလိုက်ပါမယ်နော်တံမျိုးလေးပြီးရင်ဒီပောက်ထဲမှာပဲတိုင်းတို့ထပ်ထိုးမယ်နော်ပြီးရင်နောက်တစ်ပောက်မှာကြတော့တိုင်းလက်နော်တိုင်းလက်နဲ့မျက်နှာရှင်ဆိုင်ပောက်မှာ တိုင်းလက်ထိုးမယ်နော်ပြီးရင်တိုင်းချီနဲ့မျက်နှာရှင်ဆိုင်ပောက်မှာတိုင်းချီထိုးပါမယ်နော် ပြီးရင်တိုင်လန့်နဲ့မျက်နှာရှင်ဆိုင်ပေါက်မှာတိုင်လန့်နော်ပြီးရင်နောက်ဆုံးမှာကြတော့တိုင်တူတတိုင်ထူးမယ်ဒါမျိုးလေးနော်ဒါဆိုရင်ဒီမှာတိရွယ်ပုံလေးရပါပြီနော်ဒီမျိုးတိရွယ်ပုံလေးရပြီဆိုရင်ဒီမှာပထမဆုံးတိုင်တူထိုးထားတဲ့အထိပ်လေးမှာနော်အဲ့ဒီထိပ်လေးမှာရှက်ကော်လေးနဲ့ရှေးလိုက်မယ်နော် ချိတ်ပြီးတော့ဒီနေရာမှာဖွင့်မီကိုအရှိကြီးရအောင်ထိုးသွားမယ်နော်ကိုယ့်ရဲ့ခေါင်းနဲ့ပတ်မီတလောက်ပေါ့နော်အရှိကြီးရအောင်ထိုးသွားပါမယ်နော်ဖွင့်မီဟာမင်းမင်းကဖွင့်မီရှိကြီးထိုးလာရင်နော်မင်းမင်းထိုးလာတာတော့အကုန်လုံးပေါင်း230ရှိတယ်နော်ရှိကြီးလေးလိုချင်လို့ရှိကြီးလေးပဲထိုးလိုက်တယ်နော်ပြီးရင်ဒီနေရာမှာ230 230ရပြီဆိုရင်ဒီရင်ဒုတိယမြောက်ဘက်ကနေတိုင်တိုးလေးတိုင်ထိုးမယ်နော်ပြီးရင်နောက်တစ်ပေါက်မှာ တိုင်လက် ပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှည်ထိုးမယ်เนาะပြီးရင်နောက်တစ်ပေါက်မှာတိုင်လဲတတိုင်ထိုးမယ်အာပြီးရင်နောက်တစ်ပောက်မှာကြတော့တိုင်တူတတိုင်းနော်ဒါမျိုးရပြီဆိုရင်ဒီဘက်ကိုဒီမှာဒီရှိစားလေးကိုဒီဖုန်မီပွားနေကြော်လိုက်မယ်နော် ကြော်ပြီးတော့ဒီမှာတိုင်တူထိုးထားတဲ့နေရာမှာ တိုင်တူထိုးမယ်နော်ဒါမျိုးပြီးရင်တိုင်လက်ထိုးထားတဲ့နေရာမှာဆိုတိုင်လက်ထိုးမယ်တိုင်ရှိထိုးထားတဲ့နေရာမှာဆိုရင်တိုင်ရှိထိုးပါမယ်နော်ပြီးရင်တိုင်လက်ထိုးထားတဲ့နေရာမှာဆိုတိုင်လက်တိုင်တူထိုးထားတဲ့နေရာမှာဆိုတိုင်တူနော် ပြီးရင်ဖွင့်မိတစ်ခါထိုးမယ်ဖွင့်မိတစ်ခါထိုးပြီးဒီမှာပထမဆုံးတိုင်တူဝက်ထိတ်လေးရနေချက်ကော်လေးနဲ့ရှိပြီးတော့ဟမ်ခြေစားလေးကိုဖျက်လိုက်မယ်နော်ဖွင့်မိလေးတစ်ခါထိုးမယ်နော်ပြီးရင်ခြေစားလေးကိုဖျက်လိုက်ပါမယ်နော်အေးဒီမှာကျိုးစာလေးတွေတိမ့်ပြီးပြီဆိုရင်ဒီမှာဒီကောင်းပတ်လေးတွေမှာလာပြီးတော့ထည့်ပါမယ်နော်ဒီမှာပထမဆုံးပေါက်လေးတွေရနေထည့်လိုက်မယ်နော်ပြီးရင်နောက်တစ်ပေါက်ကနေတစ်ခါထိုးလိုက်မယ်နော်ဒီမှာဒီလိုမျိုးလေးဒီလိုမျိုးလေးတစ်ပေါက်ပြီးတစ်ပေါက်ထည့်သွားမယ်နော် အကျိုးစာလေးကိုထည့်လာပြီးပြီဆိုရင်ဒီလိုမျိုးဖဲဝင်လေးကို ထိုးပါမယ်နော်ဖဲဝင်လေးထိုးဖို့အတွက်အရင်ဆုံးဖွင့်မီ30နဲ့4ကထိုးပါမယ်နော်ဒီမှာဖွင့်မီ34ကရပြီဆိုရင်ဒုတိယမြောက်ဖွင့်မီကနေစပြီးတော့ထိုးမယ်နော် တိုင်တူတိုင်ထိုးမယ်

ဒီလိုမျိုးတိုင်ရှိတပေါက်မှာတိုင်စီနဲ့ဆက်တိုင်ရအောင်ထိုးလာမယ်နော်ဒီမှာတိုင်ရှိဆက်တိုင်ရအောင်ထိုးလာပြီဆိုရင်နောက်တစ်ပေါက်မှာကြတော့တိုင်လဲတိုင်ထိုးမယ်နော်တိုင်လဲတိုင်ထိုးပြီးနောက်တစ်ပေါက်မှာတိုင်တို့တိုင်နော်ဒီလိုမျိုးတိုင်တို့တိုင်ထိုးပြီးဆိုရင်ချက်ကတပေါက်မှာတိုင်စီနဲ့တစ်ခါစီနဲ့နော်နှစ်ခါထိုးသွားပါမယ်နော် လိုမျိုးလိုမျိုးချက်ကောက်နှခါထိုးပြီးပြီဆိုတာနဲ့အတိုင်းတူတတိုင်းထိုးမယ်ပြီးရင်တိုင်လက်တိုင်ထိုးမယ်ပြီးရင်တိုင်ရှိတပေါက်မှာတိုင်စီနဲ့ဆက်တိုင်ပြန်ထိုးသွားပါမယ်နော်ဥမှာတိုင်စီနဲ့ထိုးလာပြီးပြီဆိုရင် နောက်တစ်ပေါက်မှာကြတော့တိုင်းလက်တတိုင်းထိုးပါမယ်နော်တိုင်းလက်တတိုင်းထိုးပြီးတော့နောက်တစ်ပေါက်မှာ တိုင်းတူတတိုင်းထိုးမယ်နော်ပြီးရင်နောက်ဆုံးကျန်နေတဲ့တစ်ပေါက်မှာကြတော့ချက်ကော်ထိုးပြီးတော့ရှီစာလေးကိုဖြတ်လိုက်ပါမယ်နော်နော်ဒါမျိုး ပြီးရင်ဒီရှီကြလေးကိုလည်းရှုပ်ဝက်လေးနဲ့တိမ့်မယ်နော်ဒီမှာရှီကြအတိုးလေးကိုရှုပ်ဝက်လေးနဲ့တိမ့်ပြီးပြီဆိုရင်ဒီရှီကြအရှိလေးကိုကြတော့နော်ဒီအထိတ်လေးမှာချုပ်လိုက်မယ်နော်ဒီလိုမျိုးလေးโอเคဒါလေးကိုရှုပ်လိုက်ပြီးပြီဆိုရင်ဒီအောက်ကအသေးလေးတကူကို ထိုးပါမယ်เนาะ ုံးမီ20နဲ့ရောက်ခါထိုးမယ်နော်ဒီမှာဖုံးမီ20နဲ့ရောက်ခံရပြီဆိုရင်ဒုတိယမြောက်ဖုံးမီရနေတိုင်တူလေးတိုင်ထုံမယ်နော်ပြီးရင်နောက်တစ်ပေါက်မှာ တိုင်လက်တိုင်ထုံမယ်ပြီးရင်နောက်တစ်ပေါက်မှာကြတော့တစ်ပေါက်မှာတိုင်စီနေတိုင်ရှိ9တိုင်ထိုးသွားပါမယ်နော် ိုင်ရှိခုနှစ်တိုင်ထိုးလာပြီဆိုရင်နောက်တစ်ပေါက်မှကြတော့တိုင်လက်ပြန်လာမယ်ပြီးရင်နောက်တစ်ပေါက်မှတိုင်တူပြန်လာမယ်နော်ပြီးရင်နောက်တစ်ပေါက်မှကြတော့တစ်ပေါက်မှဒတိုင်းစီနဲ့တစ်ခါစီနဲ့ချက်ကောနှစ်ခါပြန်လာမယ်နော်ချက်ကောနှစ်ခါထိုးပြီးပြီဆိုရင်ဒီနေရာမှာတိုင်တူဒတိုင်းထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှတိုင်လက် နော်တိုင်းနဲ့ပြီးတာနဲ့တိုင်းရှိတပေါက်မှာတတိုင်းစီနဲ့ခုနှစ်တိုင်းထူလာပါမယ်เนาะဒီမှာတိုင်းရှိဤတပေါက်မှာတတိုင်းစီနဲ့ခုနှစ်တိုင်းထူလာပြီးပြီဆိုရင် နောက်တပေါက်မှာကြတော့တိုင်းလက်ပြန်လာမယ်ပြီးရင်နောက်တပေါက်မှာတိုင်းတူပြန်လာမယ်เนาะနောက်ဆုံးကြံနေတဲ့တပေါက်မှာကြတော့ချက်ကောင်းလုံးမယ်เนาะပြီးရင်ခြေသားလေးကိုဖြတ်လိုက်မယ်เนาะဒီမှာလေး ဒီလိုမျိုးခြေသားလေးကိုဖြတ်ပြီးတော့ဒီဒီဟာလေးမှလည်းဒီလိုမျိုးဟိုဘက်ဒီဘက်ကိုပူပြီးတော့ချုပ်လိုက်ပါမယ်เนาะဖဲပြားလေးလို့ဖို့အတွက်ဒါမျိုးလေးနှစ်ခုထိုးလာပြီးပြီဆိုရင်ဒီအလဲအန်းဟာလေးကိုထိုးပါမယ်เนาะအလဲအန်းဟာလေးထိုးဖို့အတွက်ဖို့မီဆဲကထိုးပါမယ်တင်း2 3 4 စင်နော်ဖွင့်မီဆက်ကထုတ်ပြီးဒီတတိယမြောက်ဖွင့်မီပေါက်ထရာနီတိုင်ရှိထုတ်မယ်နော်တိုင်ရှိကိုတားရှိရှိမဆွဲပါနဲ့နော်တိုင်ရှိတပေါက်မှာဒတိုင်းစီနဲ့အစ်တိုင်းထိုးသွားမယ်နော်အင်းတိုင်ရှိရှစ်တိုင်ထိုးလာပြီးရည်စားလေးကိုရှိရှိလေးဖြတ်ထားတယ်နော်ပြီးရင်ဒီဟာလေးကိုဖွဲခွင်လေးကိုတွဲပါမယ်နော်ဒီလိုမျိုးလေးထားလိုက်မယ်နော် ဝိဖတ်ကြီးတာလေးကိုပေါ်တင်မယ်။မှာတေးသေးလေးကိုအောက်ကထားပြီးတော့ဒါလေးကိုဒီမှာအလေးရထားပါမယ်နော်။အလေးရထားပြီးတော့ချုပ်လိုက်ပါမယ်နော်။ဒီမှာဖဲပွင့်လေးထိုးပြီးပြီဆိုရင်တည့်ရွတ်တည်တည်လေးကိုထိုးပါမယ်နော်တည့်ရွတ်တည်တည်လေးထိုးဖို့အတွက်ဖုံးပြီး၆ခါထိုးမယ်နော် ဖုံမီ6ခါတို့ပြီးဒီဒုရီယာမြောက်ဖုံမီပေါက်ကနေတိုင်တူလေးတစ်လိုင်းထိုးမယ်။ပြီးရင်နောက်တစ်ပေါက်မှာတိုင်လက်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှိတစ်လိုင်းထိုးမယ်။ပြီးရင်နောက်တစ်ပေါက်မှာတိုင်လက်တစ်လိုင်းထိုးမယ်။နော်ပြီးရင်နောက်ဆုံးပေါက်မှာကြတော့6ခေါတစ်ခါထိုးပါမယ်နော်။ပြီးရင်ရှည်စားလေးကိုဖြတ်လိုက်ပါမယ်နော်။ ီသားလေးကိုဖျက်ပြီးဒီနောက်လေးမှာရှီလိုက်မယ်နော်ပြန်ဒီစားလေးကိုဖြတ်လိုက်ပါမယ်တူတူလေးเนาะဒါဒီက connect ကမှဆိုတော့အသေးချာမသိနေပါမှဖြစ်ဘူးเนาะဒီလိုမျိုးတိရတတိလေးခုနှစ်ခုထိုးပါမယ်เนาะပြီးရင်အထက်ဟာပန်းဝိဆန်လေးထိုးဖို့အတွက်မัจจุဝင်ကြီးလုံးမယ်เนาะမัจจุဝင်ကြီးလောက်ပြီးတော့ဒီမัจจุဝင်ကြီးကနေဖွင့်မိသုံးကထိုးမယ်เนาะ ြီးရင်ဒီဒုတိယမြောက်ဘုတ်ကနေရှက်ကော်တည့်ပြီးရင်နောက်တစ်ပေါက်မှာတည့်เนาะဒီလိုမျိုးရှက်ကော်နှစ်ခါနဲ့ဆင်းလာပြီးပြီဆိုရင်မချစ်ဝင်နေမှာတစ်ခါရှက်ကော်လေးနဲ့ရှည်လိုက်မယ်เนาะဒါဆိုရင်ဒါမှဒါမျိုးလေးတစ်ခုရပြီเนาะပြီးရင်ဖွင့်မိတော့ရှက်ကော်နှစ်ခါနဲ့ပြန်ဆင်းသွားမယ်နော်ပြီးရင်မချွေဝင်ထဲမှာချက်ကော်တက်နော်ဒီလိုမျိုး ဒီလိုမျိုးလေးလေးခုရအောင်ထိုးလာပါမယ်เนาะဒီမှာမမင်းဒါမျိုးလေးလေးခုရပြီဆိုရင် ရှီစားလေးကိုဖြတ်လိုက်တယ်เนาะဖြတ်ပြီးတော့ဒီမှာရှီစားလေးကိုဆွဲစီလိုက်မယ်เนาะဆွဲစီပြီးဒီမှာသူတို့အစာလေးနှစ်ခုကိုအနောက်မှာရှီလိုက်ပါမယ်เนาะ โอเคဒါမျိုးလေးလေခုနှစ်ခုရအောင်ထိုးလာပါမယ်เนาะအဲဒီမှာဒါမျိုးလေးတွေအကုန်ထိုးလာပြီးပြီဆိုရင်ခေါင်းပတ်လေးမှာလာပြီးတော့တွဲပါမယ်เนาะအရင်ဆုံးဒီဖဲဖွင့်လေးကိုတွဲမယ်เนาะဒူနီထားလေးထားပြီးတော့เนาะဒီမှာဒီအပွင့်ရဲ့နောက်ဆုံးအပွင့်ရဲ့ဒီညာလေးကနေလာပြီးတော့ချုပ်ပါမယ်เนาะ ဖွဲဝင်လေးကိုဓာမျိုးလေးချုပ်ပြီးပြီဆိုရင်နောက်တစ်ခုကိုလည်းဒီနောက်ဆုံးဒီနေရာလေးကနေချုပ်လိုက်ပါမယ်နော်။ Okay ဒီမှာဖဲဝင်လေးနောက်တစ်ဖက်ကိုလည်းဒီလိုမျိုးတွဲလာပြီးပြီဆိုရင်နော်တွဲလာပြီးပြီဆိုရင်ဒီမှာဒီနေရာလေးဒီမှာနော်တိရွက်လေးကိုကော်လေးနဲ့အရင်ဆုံးဒီအလယ်လေးမှာနော်ကတ်လိုက်မယ်။နော်တိရွက်လေးကိုဒီလိုလေးထားပြီးကတ်လိုက်မယ်။ပြီးရင် ဒီဒီဝစ်ဆန်လေးကိုပေါ့နော်ကပ်ပြီးမှဒီအပေါ်ကနေတခါကော်လေးနဲ့ကလိုင်းမယ်နော်ဒီလိုမျိုးလေးနော်ပြီးရင်နောက်တစ်ခုကိုကပ်မယ်ဆိုရင်တည့်ရွက်လေးကိုဒီဘက်ကထားမယ်နော်ဒီဘက်ကထားမယ်ပြီးရင်ဒီဝစ်ဆန်လေးကိုဒီနာလေးကနေတင်ပြီးတော့ကော်လေးနဲ့ကပ်လိုက်ပါမယ်နော်โอเคနော်ဒီလိုမျိုးလေးကော်လေးနဲ့ကပ်ကပ်သွားပါနော်မမြင်တော့ကပ်မပြတော့ပါဘူးနော်ဒီမှာဒီမှာကပ်ခဲ့တဲ့လိုမျိုးပဲနော်ဒါမျိုးလေးလောက်သွားပါနော်โอเคဒါဆိုရင်ဒီဗီဒီယိုလေးကိုမင်းမင်းဒီမှာပဲအဆုံးထပ်လိုက်ပါမယ်နော်